အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆရာကြီးဦးအောင်သင်ရဲ့အက္ခိယစိပညာဆိုတဲ့စောင်းပါးလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားတော်သားစင်ကြပါအောင်ရှင်အရင်တစ်ပတ်ကငါမိတ်ဆွေတယောက်ရဲ့ကောရခမျက်စင်အကြောင်းကိုရေးခဲ့ပါတယ်အဲ့ဒီလူရဲ့ကြွားချပုံကိုလည်းပြောခဲ့ပါတယ်။သူက BSC ဘွဲ့ရတယောက်ပါ။အန်ဩဆရာကောင်းတာက သူကအက္ခရဲ့ကိုလည်းစိတ်ဝင်စားသဗျာ။အခုမှမဟုတ်ဘူးငငယ်ကလေးကလေးကစိတ်ဝင်စားခဲ့တာ။ သူပြောလိုက်တဲ့အက်ကီရဲ့အလင်္ကာတွေအက်ကီရဲ့သဘောတရားတွေပါတွေကိုငါကတခုမှမမှတ်မိတော့ဘူးကောင်းကောင်းလည်းနားမလည်ခဲ့ပါဘူးပြောပြလိုက်တာတွေကတော့အများကြီးပါပဲဥအောင်သိရင်အက်ကီရဲ့သမားအလုံးဟာတိတ်ထိတွေတလုံးတွေစသည်အပြင် ပြောချင်တာပြောနေကြပေမဲ့မူလအစပြုခဲ့ကြတာကရွှေဖြစ်နီးကိုလိုက်ကြတာပါပဲ ဓာတုဘေဒသဘောအရာပြောမယ်ဆိုရင်ပြရားနဲ့ဆွေဟာအမှုမျိုးနဲ့ဖွဲ့စည်းပုံအလုံးကိုနှိစက်တာမှုပြရားကိုရွှေ့ပြအောင်ကြိုးစားကြတာပါပဲအကြီးရဲ့သမားတိုင်းဟာဒီမှာအခြေခံခဲ့ကြတာပါပဲဒါနဲ့သူ့ကိုဘလို့ဟာမျိုးတူတီအောင်အောင်မြင်တယ်လို့မေ့ကြည့်မိပါတယ်ဘိန်းတော်စစ်ဆရာတွေအတွက်သူ့လို့ပူတဲ့တံပြာအကြောင်းကို ပြောပြပါတယ်တံပြာဆိုတာကတံကိုပြချထားတာပါပဲဘိန်းတော်ရောအကြီးရဲ့ပါလိုက်စားတဲ့ဆရာတယောက်ကတံပြာမချတဲ့လို့သူ့စီကိုအကိုညီတောင်းတာကြောင့် သူကနီးပြပေးလိုက်တယ်လို့ပြောပါတယ်။ငါကလည်းနီးကိုမေ့ကြည့်လိုက်ပါတယ်။နီးကလက်ချုပ်အပ်ကလေးတွေကိုဝယ် အဲ့ဒါလေးတွေကိုငရဲမီအက်စစ်မစားနိုင်တဲ့ကြွေကွက်လိုခွက်ထဲမှာထည့်ရွှေစားငရဲမီလိုခေါ်ကြတဲ့ nitric acid မှာစိမ့်ရတယ်။ငရဲမီကြီးဖြစ်နေရင်မစားဘူး။ရေလေးနည်းနည်းထည့်ပေးလိုက်မှစားတယ်။အဲ့ဒီလိုနဲ့အက်တွေကိုနွန်ဖြစ်သွားအောင်လုပ်ရတယ်။နွန်ဖြစ်တယ်ဆိုတာက အမွန်ဖြစ်ပြီးအနေကျသွားတာကို ဆိုလိုတယ်။အဲ့ဒီနွန်တစ်ချက်သားကိုကန့်ငါးမူသားကြောက်စေးတန်းငါးမူသားနဲ့ရော လုံးပိတ်ပြီးဆယ်ရက်တိုင်မီးပြင်းဖို့ရင် ပြကြတယ်လို့ပြောပါတယ်။ မိပြင်ဖုတ်တယ်ဆိုတာက လုံထဲမှာထက်အဖုံပိတ်လုံးနေအောင်ရှွတ်မှန်ပြီးမိသွေးနဲ့ဖုတ်ရတာပါဖွဲမိလို့တငွေငွေဖုတ်တာမျိုးမဟုတ်ဘူးပေါ့အဲ့ဒီလိုဖုတ်လိုက်ရင် ပြာကျသွားတယ်ဒီပြာကိုဆေ့ဖြစ်သုံးဖို့အနရရှိမရှိစမ်းတက်နည်းကိုလည်းပြော့ပြပါသေးတယ်နီးကလက်ညှိုးထိတ်ကို အနယ်ဖောက်သွေးဆက်ကိုမှန်တစ်ချက်ပေါ်မှာညှစ်ချလိုက်အဲ့ဒီသွေးကိုခုနကပြာနဲ့တို့ကြည့်လိုက် တွေးကအယောင်ပြောင်းပြီးညူးညစ်သွားရင်မဲ့သွားရင် အန္တရာယ်ရှိတယ်။ပြာကြတာမစင်သေးဘူး။ထပ်ပြီးမိပြင်းဖို့တွေးအယောင်မပြောင်းရင် သုံးနိုင်ပြီ။သုံးနီကပြားရည်စစ်စစ်တပလင်းမှာအဲ့ဒီတံပြာ သမတားထပ်ပြီးစားရတာပဲ။ဒါနဲ့ပဲငါကမေ့ကြည့်လိုက်ပါတယ်။ဘလို့ယောဂါတွေမှာသုံးနာလဲ။ကျွန်တော်ကတန်ကိုပဲပြားချပေးလိုက်တာပါ။သူတို့သုံးနာကတော့ ARDS ယောဂါအတွက်သုံးတယ်လို့ပြောတာပဲ။ပြောက်ကောပြောက်သလား။ ျောက်တာ၄၅၆ရောက်ရှိပြီလို့ပြောတာပဲကျွန်တော်သိသည်မလူနာနှစ်ယောက်ကတော့ဖြင့်ပျောက်လားမပျောက်လားမသိဘူးအတော်လေးကြာပြီခုတည်းထိတော့မသိသေးတာအမှန်ပဲအဲ့ဒီလောက်ဆိုရင်ပဲမစိုးဘူးလို့ကောက်ချက်ချရတော့မှာပေါ့ကျွန်တော်အဲ့ဒီနီကိုစောင်းပါရေးချင်တယ်ရေးပါရပါတယ်လူငယ်တွေတိုးတက်ရေးအတွက်ရင်းနေရာကနေပြီးအကီရဲ့ဘက်ကိုရောက်သွားလိုက်တော့လူငယ်ပြိတက်တွေအတွက်ဦးကြောင်ကြောင်ဖြစ်ကြလိမ့်မယ်ထင်တယ် ို့တော်လည်းသူများကောင်းကောင်းနားမလည်ပေမဲ့နားလည်တဲ့သူတွေအတွက်အသွုံဝင်ကောင်းဝင်လိမ့်မယ်လို့ထင်တာကြောင့်ထည့်ရလိုက်ရတာပါပဲ။နားအတွေ့အကြုံတစ်ခုကိုပြပြလိုက်ရပါအောင်မယ်။ငါရဲ့သူလူသားလို့ဖြစ်နေတဲ့အထုကုဆရာဝန်ကြီးတယောက်ကအဲ့ဒီရဲ့နီးနဲ့ကုတာနီကိုစိတ်ဝင်စားတယ်။ဆန်လဲဆန်တတ်တယ်။သူ့လို့ဖို့ကံပတ်တွေကတော့သူ့ကိုကြောက်နေလို့ထင်ကြတယ်။ဒါကြောင့်သူတို့ကိုတော့ဘာမှမပြောတော့ဘူး။နှစ်ယောက်ချင်းတွေ့လို့မေ့ကြည့်လိုက်တော့ခက်တယ်ဆရာရဲ့။ဆရာလည်းသိပါတယ်။ဓာတုဗေဒပညာ ရဟာအကိယကအစာပြုတ်ခဲ့တာမဟုတ်လား။တိုင်းစစ်ဆရာတွေရဲ့အကိယစိတ်ပညာကိုရပြီးအထင်မသေးသင့်ဘူး။သို့တော်လည်းကိုကစိတ်ပညာအခြေခံကောင်းကောင်းရှိနေမင်းဟာကိုရန်သုံးမယ်ဆိုရင်ဉာဏ်နဲ့ရှင်ပြီးသတိတော်ထားရမှာပေါ့။ဆရာစဉ်းစားကြည့်လေ။ဒီ ARNS တွေဟာသိမင်းကြပြီးသားသူတွေမဟုတ်လားကျွန်တော်ကဆရာဝန်တယောက်အနေနဲ့ဒီလူတွေဟာသိမဲ့သူတွေဆိုပြီးဒီအတိုင်းကြီးကြည့်မနေခြင်းလို့ရှာဖွေနေတာပါမင်းကိုယ်တိုင်စိတ်တွေကိုစန့်ကြည့်ဘူးပြီလား စန့်ကြည့်ဘူးပါတယ်ဆရာခိုင်ခိုင်မာမာမတွေ့သေးဘူးဆိုပါတော့ခိုင်ခိုင်မာမာမတွေ့သေးဘူးလို့ဆိုတော့ခိုင်ခိုင်မာမာတွေ့နိုင်တဲ့အလားအလာရှိသလားရှိနေတယ်ဆရာဆိုပါစို့လူတယောက်ဟာဆိုရင်အတော်ကြီးကိုအခြေအနေဆိုတယ်အဲ့ဒါကို အကီးရဲ့ပြာကျွေးပြီးဆန့်လိုက်တာလေးမှန်ခရီးကိုစပိန်စီးနိုင်လာတယ်တုံးတက်တိုက်ကိုတက်နိုင်တယ်ကုတာမှုမပြုတ်မီကဟာဆရာနဲ့အိမ်သာကိုသွားတာတောင် လမ်းမှာနားနေရတဲ့အခြေအနေမျိုးကဲဒါပါပဲ ငါကိုယ်တိုင်ကတော့ဘာမှနားမလဲပါဘူးနားလဲတဲ့သူတွေရှိနေတယ်မဟုတ်လားဒါကြောင့်မျိုးဆက်တူတက်ရစ်ဖို့မှာထက်ပြီးရေးလိုက်ရတာပါပဲ